လာရှုမျိုးကိုစစ်ကောင်စီထံပြန်လည်လွှဲပေးခြင်းဟာဘာကြောင့်လဲဒီဆုံးဖြတ်ချက်ကချန်ပီယံမြောက်ပိုင်းကိုငင်းကြမ်းစေမလားဒါမှမဟုတ်ပူပီးရှုပ်ထွေးတဲ့ပဋိပက္ခတွေကိုဖြစ်ပေါ်စေမလားကျို့ဟာအခြားနိုင်ငံတွေရဲ့ပြည်တွင်းရေးကိုမဆွတ်ဖွဲ့ရင်မူဝါဒကိုကျင်ညာထားပေမဲ့စစ်ကောင်စီနဲ့ MNDA ရဲ့ကြားသဘောတူညီချက်ကိုအတင်းအကျပ်နှိမ့်နိုင်ပေးခြင်းကဘာကိုပြသနေတာလဲမြန်မာစစ်တပ်နဲ့တော်လှန်တပ်ဖွဲ့ရဲ့ကြားပူပေါင်းအုပ်ချုပ်ရေးဆိုတဲ့အယူဆအစ်တဲ့ဟာအမှန်တကယ်အလုပ်ဖြစ်နိုင်ပါမလား ဒီပီယိုမှာမြမပြည်တွင်းစစ်အတွင်းတရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍလာရှို့အပါဝင်နေမည်တချို့ကိုပြန်လည်လွှဲပြောင်းရခြင်းရဲ့နောက်ွယ်ကအကြောင်းရင်းတွေနဲ့ဒီဆုံးဖြတ်ချက်ကဒေတာရင်းစစ်ရင်နဲ့နိုင်ငံရေးအခြေအနေကိုဘလို့တက်ရောက်နိုင်မလဲဆိုတာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီဆောင်မဟာ Asia Sentinel မှာ April 24ရက်နေ့က Debescom Medicine ရေးသားထားတဲ့တရုတ်ကမြန်မာပြည်တွင်းစစ်မှာ နေရာတစ်ခုဝင်ယူနေသလားဆိုတဲ့ဆောင်းပါးကိုဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံအလေပိုင်းမှာလှုပ်ခတ်ခဲ့ရဖြစ်အားပြင်ငလျင်ကြီးအပီ၃ဘက်အကြံမှာပဲတန်းသားတော်လင်တက်ဖွဲ့ရနဲ့စက္ကဆရိုကြာဖြစ်ပေါ်နေတဲ့ပြည်တွင်းစစ်မှာလေးနှစ်ကြာပြီးတဲ့နောက် SAC ရဲ့ရှင်သင်ရဲ့အာမခံမှုတိုက်ကဝင်ရောက်ဆွတ်ဖက်နေသလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာပါတယ်။မကြာသေးခင်ရပ်ပိုင်းအတွင်းဩဂတ်လကကိုကန်တက်တွေတင်ပိုက်ခဲ့တဲ့ ရှမ်းပြည်နယ်လာရှိုးမြို့ကိုကိုကန်တက်ကစက္ကဆတ်စီပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။စစ်ကောင်စီနဲ့မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုကန်တက်တို့အကြားမလကုံပိုင်းမှာတရွေညှိနှိုင်းမှုနဲ့သဘောတူညီချက်ရပြီးတဲ့နောက်စစ်ရဲစစ်ရဲစောင့်ကြည့်ရေးအဖွဲ့ဆိုတဲ့တရုတ်မြန်မာနှစ်ပါတန်နဲ့ရေးသားထားတဲ့စာတမ်းတွေကတ်ထားတဲ့ရင်နန်းနဲ့တရုတ်အရာရှိတွေဟာ April 20ရက်နေ့မှာလာရှိုးမြို့ကိုဝင်ရောက်ခဲ့ပါတယ်။မြန်မာကိစ္စမှာတရုတ်ရဲ့အဓိကတာဝန်ရှိသူဖြစ်တဲ့ အာရှဆိုင်ရာတရုတ်အထူးကိုယ်စားလှယ်တင့်ချီကျွန်းဟာလည်းညှိနှိုင်းဆွေးနွေးပွဲတွေအတွက်လာရှုံမျိုးကိုရောက်ရှိခဲ့ပါတယ်။နှစ်ရက်အကြာမှာတော့ကိုကန်တက်တွေဟာဘီဂျင်းဖီအာကျောင်းမြို့ပြင်ကိုဆုတ်ခွာဆင်မှာပဲစစ်ကောင်စီရဲ့ရင်နှန်းကမြို့ရင်ကိုဝင်ရောက်လာခဲ့ပါတယ်။ဧပြီလ27ရက်ကတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ပြောရေးဆိုခွင့်ရှိသူကိုကြားကွန်းကတရုတ်နဲ့မြန်မာဟာမိတ်ဆွေအင်းနီးချင်းနိုင်ငံတွေဖြစ်ပြီးမြန်မာကိစ္စနဲ့ပတ်သက်ပြီးတရုတ်ရဲ့သဘောထားကအလွန်ရိုးရှင်းပါတယ်။ မိမိတို့ဟာအခြားနိုင်ငံတွေရဲ့ကိစ္စရပ်တွေမှာဝင်ရောက်မဆက်ဖက်ရေးမှုကိုလိုက်နာပြီးမြန်မာနိုင်ငံရဲ့လွတ်လပ်ရေးအရှုပ်ချအာဏာစီးလုံးညီညွတ်ရေးနဲ့နေမြေဆိုင်ရာအမခန့်ချက်တို့ကိုကာကွယ်ဖို့ထောက်ခံပါတယ်လို့လာရှိုကိစ္စနဲ့ပတ်သက်ပြီးဖြေကြားခဲ့ပါတယ်မြန်မာမီဒီယာရဲ့ဖော်ပြချက်အရစက္ကစကကာကွယ်ရေးဝန်ကြီးဘိုးချုပ်မွန်ကြီးမောင်မောင်အေးဟာဗုဒ္ဓကူနေ့ကပြင်ဦးနယ်မြို့မှာကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာတက်မတော်နဲ့ကိုကန်တက်ဖွဲ့တို့ဟာညီညာရေးသဘောတူညီချက်ရရှိပြီး အနာဂတ်မှာပူပေါင်းဆောင်ရွက်သားမဲ့အကြောင်းပြောကြားခဲ့လို့သိရပါတယ်။သူကပူပေါင်းအုပ်ချုပ်ရေးဆိုတဲ့အယူဆအစ်စ်ကိုဖွင့်ညွှန်းနေပြီးစကားစ MNDA နဲ့အခြားအဖွဲ့တွေဟာလာရှုနဲ့ပတ်ဝန်းကျင်ဒေသတွေမှာအုပ်ချုပ်ရေးနဲ့လုံခြုံရေးတာဝန်တွေကိုအတူရောင်ငင်းချမ်းရင်းနဲ့ခွေးဝေတာဝန်ယူမှာကိုဆိုလိုနေရပါမတူညီတဲ့အင်အားစုတွေဟာတိုက်ပွဲမဖြစ်စေဘဲနေမျိုးကိုဘလို့ခွေးဝေကြမှာလဲဒီအခြေအနေဟာမြန်မာငင်းချမ်းရင်းလုပ်ငန်းစဉ်အတွက်စင်ခုံမှုကြီးတရားဖြစ်ရှိနေစေပါ အခြေအနေကိုပိုပြီးရှုပ်ထွေးစေတာကတော့မြို့တွေမှာတက်ဆွဲထားပေမဲ့ပဋိပက္ခမှာ Bamlife လို့အကျညာထားတဲ့ဝက်ပြေးသီးဆွင်းညီညွတ်ရေးတက်မလို့ UWSA ရဲ့အခန်းကဏ္ဍဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ပဋိပက္ခအခြေအနေတွေအပေါ်ဒီဖြစ်ရပ်ကဘလို့တက်ရောက်စေမှာလဲ။ပထမဦးစွာစဉ်းစားရမယ့်အချက်ကတော့ MNDA နဲ့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့တောင်မျိုးသားလွမြောက်ရေးတက်မလို့ TNL နဲ့အာရခတက်တော် AA အပါအဝင် အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီဆန့်ကျင်လက်နက်ကင်တပ်ဖွဲ့ရဲ့ကြားဆက်ဆင်ရေးအခြေအနေပါ2023ခုနှစ်အောက်တိုဘာလမှာတစ်သူများနှစ်ခုဆက်ဆင်ရေးနဲ့2024ခုနှစ်ဇွန်လမှာတစ်သူများနှစ်ခုဆက်ဆင်ရေးဒုတိယလှိုင်းတို့ကိုစတင်ခဲ့ပြီးရနောက်ညီနောင်မမိတ်တပ်ဖွဲ့ဟာတရုတ်နေဆက်ကနေမန္တလေးကိုသွားတဲ့အထက်လမ်းမကြီးရဲ့ပေါ်မှာရှိတဲ့မြို့တွေကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်အဲ့ဒီအထက်မှာလာရှိုးမြို့မှာရှိတဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လည်းပါဝင်ပါတယ် အချာမြောက်ပိုင်းမှာမိတ်တက်ဖွဲ့တွေနဲ့နူးတော်လင်းတက်ဖွဲ့တွေဟာလာရှုကိုပေးလိုက်ရတဲ့အတွက်တစ္ဆာဖောက်ခံရမှုခံစားချက်တွေများရှိနေသလား TNL အတွက်ရောဘလို့နင်းနာမှုတွေရှိလာမှာလဲစစ်ကောင်စီရဲ့တက်ရင်နဲ့ဟာမြို့အတွင်းကိုတောင်ဖက်ကနေသာဝင်ရောက်နိုင်ခဲ့တာဟာညီနောင်မဟာမိတ်တက်ဖွဲ့တွေက နောင်ရှုကနေလာရှုအထိနဲ့ခုံနွန်ကော့ခံကနေတရုတ်နေဆက်အထိကားလမ်းတွေကိုထိမ့်ရှုပ်ထားတာကြောင့်ဖြစ်ပါတယ်အဲ့ဒီမျိုးတွေကိုပြန်လည်သိမ့်ပိုက်ဖို့ဆက်စင်တွေဆောင်ရွက်တယ်ဆိုရင် အပြင်းထန် ခုခံမှာတေချာပါရဲ့ SAC ကလည်းနေမည်ဆုံးရှုံးသည့်တိုင်မြို့ပြဒေသတွေကိုလေကြောင်းကနေအကြမ်းဖက်တိုက်ခိုက်လေရှိပါတယ်။ပဋိပက္ခရဲ့တယောင်မှုတွေကိုပြည်သူတွေအကြီးအကျယ်ခံစားနေရပြီဖြစ်ပါတယ်။ဒီသဘောတူညီချက်တွေဟာတိုက်ပွဲတွေကိုပိုပြီးဖြစ်စင်မလားဒါမှမဟုတ်ရွံ့နေသွားမလားမသိကြပါဘူး။လာရှုကိုပြန်လည်လွှဲပြောင်းပေးအပြီးမှာတရုတ်နိုင်ငံဟာ MNDAA ကိုဖိအားပေးဖို့အတွက်လက်ပောင်းများစွာကုန်စင်တဲ့စေဝါတေယူပို့ဆောင်ရေးကိုကန့်သက်ထားခဲ့တဲ့နေဆက်ကုန်တေယူကိုပြန်လည်ဖွင့်လှစ်ပေးမှာလား။ ဒီအချက်အားလုံးကိုဆက်လက်ညှိနှိုင်ဖို့လိုအပ်နေဆဲဖြစ်ပါတယ်။လာရှုလို့အရေးပါတဲ့နေမျိုးတွေကိုလက်လွှဲရခြင်းဟာ MNDAA အတွင်းညီညွတ်မှုပြုကွဲမှုဖြစ်နိုင်ခြင်းကိုမိန့်မောင်းထိုးပြနေပါတယ်။လာရှုတိုက်ပွဲတာမကတစ်သူများနှစ်ခွန်ဆစ်စင်ရေးလှိုင်းတစ်ခုအတွင်းကိုကန်တပ်သားနဲ့မဟာမိတ်တွေဘလောက်တောင်အသက်ဆုံးရှုံးခဲ့ရတယ်လဲဆိုတာကိုတိတိကျကျမသိရပေမဲ့ထောင်ထဲရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ MNDAA ထိန်းချုပ်ဒေသတွေမှာလူသိရှင်ကြားပြသထားတဲ့ ရာရှိရဲ့အုပ်ကူတွေကဒီအရေးအတွက်ကိုဖုံညွှန်းနေပါတယ်။တာမန်တပ်သားတွေနဲ့ကြာဆုံးသူမိသားစုဝင်တွေက လာရှုကိုစစ်ကောင်စီထံအနှင်းလိုက်တဲ့ဆုံးဖြတ်ချက်အပေါ်ဘလို့တုံ့ပြန်ကြမလဲဆိုတာကလည်းစိတ်ဝင်စားဖွယ်ပါ။တရုတ်ကိုယ်စားလှယ်နဲ့အတူစစ်ရဲစစ်ရဲစောင့်ကြည့်ရဲအဖွဲ့တွေရောက်ရှိလာခြင်းကတရုတ်နိုင်ငံရဲ့အင်နီရှင်းနိုင်ငံတွေရဲ့ကိစ္စရပ်တွေကိုမဆွတ်ဖက်ဘူးဆိုတဲ့ကြေညာချက်ကိုအတိတ်ပဲမဲ့စေခဲ့ပါတယ်။ငလျင်ဒုက္ခတွေအတွက်ယွန်ဘီလီယံရှီနဲ့ကစီအဖွဲ့တွေဆီလက်ရှင်အဖြစ် မြန်မာပြည်သူတွေရဲ့တရုတ်အပေါ်အမြင်ကိုတိုးတက်စေခဲ့ပေမဲ့လာရှိုးသဘောတူညီချက်နောက်ပိုင်းမှာတော့တရုတ်ရဲ့ဝင်ရောက်ဆွဲဖက်မှုကိုမကျေနပ်မှုတွေအချိန်အုံနဲ့ထွက်ပေါ်လာနိုင်ပါတယ်။တရုတ်နိုင်ငံရဲ့ဝင်ရောက်ဆွဲဖက်မှုတွေဟာစစ်ကောင်စီအသက်ဆက်ရှင်နိုင်မှုယဉ်ရင်းမြုံနယ်ထားသလားဒါမှမဟုတ်ရေရှည်ပဋိပက္ခဖြည့်ရှင်မှုအစားယာယီသဘောတူညီမှုတစ်ခုပြုလုပ်ပြီးလက်နက်ကင်တပ်ဖွဲ့တွေကိုစီမံခန့်ခွဲမလားဆိုတဲ့သဘောကမတည်မရှာသေးပါဘူး။လာရှိုးနဲ့ပတ်သက်တဲ့အန်အော်ဖွဲ့ဆုံးဖြတ်ချက်လိုပါပဲ။ တရုတ်နိုင်ငံရဲ့အခမ်းကဏ္ဍဟာမရေရာမသေးချာပဲခံမရခက်နယ်ဆဲဖြစ်ပါကြောင်းရေးသားတင်ပြထားပါတယ်။ကျွန်တော်တို့တင်ပြနေတဲ့နိုင်ငံတကာသတင်းမီဒီယာထဲကမြန်မာဆိုတဲ့အစီအစဉ်ဟာနိုင်ငံတကာမှာကျွမ်းကျင်သူတွေကရေးသားတင်ပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။